မင်္ဂလာပါခင်ဗျာအော်တိုဘာလ29ရက်နေ့အတွက်ရွှေရံကုန်ရဲ့သီးမှန်ဖွယ်ရသတင်းကမ္ဘာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အစိုးရလုပ်ငန်းများရနာထားစဉ် American စစ်သားများကိုလစပေးရန်အမိမဖော်လိုသူတူကဒေါ်လာတန်း130လှူဒန်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်တမနာနဲ့ဝိဝါဒကွဲပြားနေတဲ့အတွက် American လွှတ်တော်ကအစိုးရဘတ်ဂျက်ကိုအတိမပြုပေးသေးတာကြောင့်အစိုးရလုပ်ငန်းများရနာထားရစဉ် American တပ်ဖွဲ့ဝင်များကိုကုညီလစပေးနိုင်ရန်အမိမဖော်လိုသူတူက ပင်ဒဂွန်စစ်ထဏနာချုပ်အားဒေါ်လာတန်း130လှူဒန်းခဲ့ကြောင်း BBC သတင်းရသိရပါတယ်။အဲ့ဒီလှူဒန်းငွေကိုအမေရိကန်တပ်ဖွဲ့ဝင်တက်သက်သမ3နှစ်တန်းအတွက်လစာလိုအပ်ချက်အများဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်းသမရထရန်ကပြောကြားခဲ့ပေမဲ့အလှူရှင်ကိုထုတ်ပေါ်ပြောဆိုခဲ့တာတော့မရှိပါဘူးခင်ဗျာ။ဒေါ်လာတန်း130ငွေကြေးပမာဏဟာအမေရိကန်စစ်ဖက်ဝန်ထမ်းတဦးအတွက်ဒေါ်လာ100စီရရှိနိုင်မဲ့ပမာဏဖြစ်ပါတယ်။လွှတ်တော်ကဘတ်ဂျက်ကိုအတိမပြုတ်ပေးတဲ့အတွက်အမေရိကန်အစိုးရရဲ့လုပ်ငန်းများရပ်တန့်နေတာဟာသတင်းသုံးပတ်ကျော်လုံလာခဲ့ပြီဖြစ်ပါတယ်။25ရက်မြောက်ဖြစ်လာပြီး အစိုးရရပ်တန့်နေမှုဟာအမေရိကန်သမိုင်းမှာအကြရှည်ဆုံးပိတ်သိမ်းမှုဖြစ်ဥတီနေကြောင်းသတင်းများကဖော်ပြထားပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နျူကလ িয়ার စွမ်းအင်သုံးခရုစ်တုံးကြီးအစ်စမ်းသက်ပြလှမှုအောင်မြင်ကြောင်းရုရှားတင်ညာတဲ့သတင်းပဲဖြစ်ပါတယ်။ရုရှားဟာနျူကလ িয়ার စွမ်းအင်သုံးခရုစ်တုံးကြီးအစ်ကိုနောက်ဆုံးအစ်စမ်းသက်အောင်မြင်ကြောင်းရုရှားသမ္မတဗလာဒီမာပူတင်ကအော်တိုဘာလ26ရက်နေ့မှာကြေညာခဲ့ပါတယ်။ရုရှားစစ်ဘက်အရာရှိများနဲ့တွေ့ဆုံချင်းရိုက်ကူးထားတဲ့ဗိုလ်ရီယိုတစ်ခုမှာတော့သမ္မတပူတင်ကအစုံဖြတ်ပေးမဲ့စမ်းသက်မှုတွေကအခုဆိုရင်ပြီးဆုံးသွားပြီလို့ပြောကြားခဲ့တယ်လို့ ရဲလက်နက်ကိုစတင်အသုံးပြုနိုင်ရေးအတွက်အခြေခံအဆောက်အဦများပြင်ဆင်ရန်လည်း၎င်းကညွှန်ကြားခဲ့ကြောင်းသိရပါဗျ။ဆိုပါဒုံးကြီးထုတ်လုပ်မှုအားကမ္ဘာပေါ်မှာတခြားမြေသူမှပိုင်ဆိုင်ခြင်းမရှိတဲ့ထူးခြားတဲ့ဖန်တီးမှုဟုပူတင်ကပြောဆိုခဲ့တယ်လို့ရင်းဒုံးကြီးဟာအကန့်အသတ်မဲ့အကွာအဝေးထိပြက်ခတ်နိုင်ကြောင်းလည်းပြောကြားကြောင်းသတင်းများကဖော်ပြပါဗျ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ကန်နဲ့အာဆီယံ၄နိုင်ငံကုံတော်ရေးသဘောတူညီမှုရရှိဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အာဆီယံ၄နိုင်ငံနဲ့ကုံတော်ရေးသဘောတူညီမှုအတွက်လက်မှတ်ရေးထိုးပြီးနောက်အမေရိကန်သမ္မတဒေါ်လန်ထရန့်က အာဆီယံကောင်းဆောင်တွေနဲ့လာမယ့်နှစ်တွေမှာအမေရိကန်ရဲ့ထောက်ပံ့မှုနဲ့ခင်မင်ရင်းနှီးမှုကိုမျှော်လင့်လို့ရတယ်လို့ပြောလိုက်တာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။အရှိတောင်အာရှနိုင်ငံတွေကိုသတင်းစကားပေးလို့တာကအမေရိကန်ဟာခမည်းတော်နဲ့အတူတရားရဂိုင်းနှုန်းရှိနေမှာဖြစ်ပြီးလာမယ့်မျိုးဆက်များအတွက်မိမိတို့အနေနဲ့အားကောင်းတဲ့လက်တွဲပေါ်မိတ်ဆွေများအဖြစ်ရှိနေဖို့ရည်ရထားတယ်လို့ထရန့်ကအာဆီယံကောင်းဆောင်တွေကိုအော်တိုဘားလ26ရက်နေ့ကပြောဆိုခဲ့ကြောင်းသိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ယခုနှစ်အတွင်းကမ္ဘာအပြင်းထန်ဆုံးမုန်တိုင်းဂျမေကာကိုဝင်ရောက်တိုက်ခိုက်တော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ယခုနှစ်အတွင်းမှာကမ္ဘာအပြင်းထန်ဆုံးမုန်တိုင်းကြီးတစ်ခုကဂျမေကာနိုင်ငံကိုဥတီတိုက်ခိုက်တာကြောင့်အနာပိုင်းနေသတိပေးချက်တွေထုတ်ပြန်ထားရတယ်လို့ကြိုတင်ပြသမှုတွေလှုပ်ဆောင်နေပါတယ်။လေတိုင်နှုန်းတနအီကို185မိုင်ထိရှိတဲ့ဟာရီကိန်းမယ်လီဆာဟာအဆင့်5အဖြစ်သတ်မှတ်ထားပြီးပုံမအောင်ကောင်းလာကအင်္ဂါနေ့အစောပိုင်းမှာကာရေဘီယံကျွန်းနိုင်ငံဖြစ်တဲ့ဂျမေကာကိုဝင်ရောက်တိုက်ခိုက်ဖွယ်ရှိပါတယ်။လက်ရှိမှာတော့ဂျမေကာမှာလူ၃ယောက်သေဆုံးပြီးဟေတီနဲ့ ဒိုမီကန်မှာလည်းလူလေးယောက်သေဆုံးခဲ့ပါတယ်။မယ်လီဆာရဲ့အရှိန်ကြောင့်ချို့ဒေသတွေမှာမိုးသက်ထန်စွာရွာသွန်းနိုင်ပြီးအသက်အန္တရာယ်ရှိတဲ့ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်နိုင်ခြေကိုတိုးမြင့်စေကြောင်းကြွမ်းကျင်သူတွေကသတိပေးပါတယ်။လက်ရှိမှာမြို့တော်ကင်းစတန်ရဲ့အနောက်ဖက်145မိုင်ခန့်အကွာမှာရှိနေပြီးအနောက်အနောက်မြောက်ဘက်ကိုတနအီ3မိုင်လုံးနဲ့ရွေ့ရှားနေပါတယ်။အင်္ဂါနေ့ထိအသက်အန္တရာယ်ရှိတဲ့ရုတ်တရက်ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်နေအိမ်ပြပမထွက်ရန်သတိပေးထုတ်ပြန်ထားကြပါတယ်ခင်ဗျာ။နောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ အသက်ကြီးဆုံးသမရဖြစ်သူရွေးကောက်ပွဲမှာရှစ်ကြိမ်မြောက်အနိုင်ရပြန်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကင်ရွန်းနိုင်ငံမှာအသက်62နှစ်အရွယ်သမရပေါ်ပိုင်ရဟာအငင်းပွားပွဲသမရရွေးကောက်ပွဲမှာရှစ်ကြိမ်မြောက်တက်တန်းအတွက်အနိုင်ရရှိခဲ့တယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။ကမ္ဘာအကြီးဆုံးနိုင်ငံခေါင်းဆောင်ဖြစ်သူပေါ်ပိုင်ရဟာထောက်ခံမဲ့ရည်အတွက်53.9ရာခိုင်နှုန်းရရှိပြီးအတိုက်ခံခေါင်းဆောင်အစ္စာတီချီ ရိုမာဘာကီရီက35.2ရာခိုင်နှုန်းနဲ့အနိုင်ရရှိတယ်လို့ထုတ်ပြန်ထားပါတယ်။အော်တိုဘာလ12ရက်နေ့ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာလူအသေးပြောက်ရှိတဲ့အကြမ်းဖက်မှုတွေပါဖြစ်ပွားခဲ့ပြီးမကြသေးမီရက်တွင်ဘာရီကိုထောက်ခံသူရာပေါင်းများစွာဟာမြို့တော်တော်များများမှာဆန္ဒပြပွဲတွေပြုလုပ်ခဲ့ပြီးလုံခြုံရေးတပ်ဖွဲ့တွေနဲ့ပြည်ပခါတွေဖြစ်ပွားခဲ့ကြပါတယ်ခင်ဗျာ။